ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာတက်ကိုကျွန်တော်ထားပါတော့တိတဲ့အတိုင်းကျွန်တော်ပြောတယ်တိတဲ့အတိုင်းပြောရဲဆိုတာဥမာဖြစ်ကျွန်တော်ဟိုဒီနေ့က AR ဒုတိုင်းမူကနော်အဲစစ်တီရဲ့အပေါ်မှာတော်တော်များသတင်းထွက်နေပါစစ်တီရဲ့စီမှာသတင်းထွက်နေတယ်အဲသတင်းထွက်တဲ့ပြင်ကိုအဲကျွန်တော်ကလည်းပြောခဲ့ရနော်အယောက်40ကျော်လောက်ကိုတရားရထားတယ်ဗျာတရားရထားတဲ့အယောက်40ကျော်လောက်ကို စစ်ဥပဒေကျေနံနောက်တစ်ခုကလုံထုံးလုံနေရဆိုရှင်မဆာရ၄ပေါ့ AR မှာမဆာရ၄ဆေးရုံချအဲဆေးရုံပို့ပြီးဆေးကုသစေရမယ်အဲ့လိုမျိုးမလုပ်ပေးမဲ့နဲ့အကုန်လုံးကိုစစ်တီတွေကိုတခါတည်းဟိုဘယ်လိုခေါ်မလဲအရှိန်အမှန်ရှိနေစစ်တီတွေနောက်တန်းအောင်သွားသွားပြီးနောက်တန်းမှာခံစစ်ဆင်ခိုင်းတာလေအခန်းစစ်ဆင်ခိုင်းတဲ့အခါမှာစစ်တီတွေအနေနဲ့တော်တော်ခံပြင်းတော့ဗျာဘာကြောင့်လဲဆိုလို့ရှိရင်ဒဏ်ရာကရထားတယ်ဒဏ်ရာရတာဆိုတော့သူတို့ထွက်ပြေးလို့လည်းမဟုတ်ဘူး ဟိုဘယ်လိုခေါ်မလဲကမင်းရောထပြီးလဲရထားတာမဟုတ်ဘူးသူတို့ရတဲ့ဒဏ်ရာတွေအကြီးကြီးချင်းချင်းတက်မတော်တော့တစ္ဆာရှိပြီးတော့နော်တက်မတော်ရဲ့အမိတ်စစ်စည်းကမ်းတွေကိုနာခံပြီးတော့တိုက်ပွဲဝင်လာတာအဲ့လိုတိုက်ပွဲဝင်ထားတဲ့သူတွေကအတကယ်တကယ်တမ်းရရတဲ့ခါကျတက်မတော်သူတို့ပြန်ပြီးတစ္ဆာဖောက်တယ်လို့ဖြစ်ခံစားရတာပေါ့အဲ့သူတို့ကိုနောက်တန်းမှာတခါလဲခံစစ်ဆင်ထားတဲ့ပုံစံမျိုးတွေရှိလာတယ်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလည်းပြောလိုက်တယ်ဗျကျွန်တော်လည်း online ပေါ်ကလည်းကျွန်တော်ပြောလိုက်တယ် ဒါပြောလိုက်တဲ့အခါမှာတိုက်ဆံမှုလည်းဖြစ်ပါလိမ့်မယ်သူတို့ကလည်းအတူတိုင်းမှုအနေနဲ့ကသူတို့ငကိုရက်စီစီမိသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နော်အတော်တိုက်ဆိုင်ပါတယ်အကျွန်တော်ပြောပြီးရနောက်ပိုင်းမှာတော့အဲ့ဒီအယောက်40ကျော်လုံးကအခုဆိုလို့ရှိရင်ကတူတိုင်းမှုကိုတိုင်းအဲသူတို့ကိုချစ်ချစ်ခင်ကသူမိနေရလည်းဖြစ်နိုင်တယ်သူစီစဉ်ထားတာလည်းမရောက်သေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်အတူတိုင်းမှုကလာတယ်လာပြီးတော့အားလုံးကိုစေကန်းကြီးလာပြီးအကုန်လုံးကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ချစ်ချစ်ခင်ခင်နဲ့လေ အားပေးစကားတွေပြောတယ်ဗျာသိရမလားအာဘယ်ခေါ်မလဲဆိုတော့တော်တော်ခက်ခက်ရရနေဟိုစစ်တီတွေကိုဂရုစိုက်တယ်ဗျာဂရုစိုက်ပြီးတခါလဲစေးုံကိုပို့ပေးတယ်ဗျာเนาะအားလုံးစေးုံပို့ပေးတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်တန်ရစစ်တီတိုင်းဟာစေးုံကိုသွားရုံနဲ့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အဲဒါမျိုးလေးသွားတွေ့ရတယ်တိုက်ဆိုင်မှုလေးပါเนาะအဲ့တော့ကျွန်တော်လည်းတိတိတိတဲ့အတိုင်းတော့ပြောတာပါဗျာเนาะအဲ့တော့အဲ့လေးကိုလည်းကျွန်တော်အရင်အောင်ကြည်နူးမိပါတယ်ကြည်နူးမိပြီးတော့အခုစစ်တီရဲ့ AACC စေးကူတာခွင့်ရနေပြီဒါအရင်ကို နောက်တစ်ခုကပြဿနာတော့ရှိတယ်ဗျာဒါလားဒီ line ဒီအကြောင်းကဘလို့လို့ဒီ line ပေါ်ပြန်သွားလဲပေါ့နော်အဲ့တော့ကျွန်တော်စီကိုဘယ်သူဆက်သွယ်လဲဆိုတဲ့ပုံစံမျိုးတွေအထီကိုတို့ကစူးစမ်းရတယ်ဗျာဟုတ်ပြီတဲ့အကုန်လုံးဖုန်းတွေစစ်တယ်တော့ကြားသိရတယ်ဗျာဒါလားဖုန်းတွေစစ်တယ်ကြားသိဒါပေမဲ့ကျွန်တော်အများအားပြောနေသလိုကျွန်တော်ဒီငါးတကောင်လုံးလည်းနှုတ်လုံးပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ကမပြောသေးရဘတော်မှလည်းပြောမှာမဟုတ်ကျွန်တော်စီလည်းဘလို့မှစစ်လို့ရမှာမဟုတ်ဘူးနော်ငါးရကောင်စီအတန်ကြားကြခင်ဗျာကင်ပေါက်လဲသူကတေးတာတေးွားမယ်အတန်ထွက်လာအောင်မဟုတ်အဲ့လိုပဲကျွန်တော်ဒီ ငားတဲ့ကောင်လေးလို့ကြင်ကြံပါတယ်နော်ကဲရေရေကြီးကျွန်တော်အတွက်အကြောင်းခံစားရမယ်ဒုက္ခရောက်သွားမှာဆိုကျွန်တော်လည်းဘယ်သူမှဆစ်လို့ရမှာမဟုတ်ဘူးဗျာနော်မင်္ဂလာညချမ်းပါတယ်ဟုတ်ပြီအဲ့တော့ဒါလေးဟာအဲကျွန်တော်အရန်ကိုကျင်းနေမိပါတယ်နော်ကျင်းနေမိတယ်အဲကျွန်တော်အနေနဲ့ကတော့အထက်နဲ့အောက်ဒါမျိုးလေးပေါ့ပြပြလေးလေးမြတ်မြတ်တတ်တာနဲ့သွားနေရဲ့ဟိဆိုရှင်ကျွန်တော်အရန်ကိုကြည့်ရှုကြည်နူးမိပါတယ်ပေါ့ဗျာနော်အဲဒါလေးကတခုပေါ့ဗျာနော်အဲဆောင်ရက်ဖြစ်သွားတယ်အဲနောက်ထပ်အခုဟိုကျွန်တော်တို့ ပဲခူးတိုင်းဘက်မှာเนาะပခူးတိုင်းကျွန်တော်တို့ညောင်ကျိုးဘက်ကိုเนาะညောင်ကျိုးဘက်ဒီပြည်အဘက်ချမ်းနေမှာကျွန်တော်တို့ဒီလူကယ်တွေစီကယ်တွေအကောင်လုံးကယ်တွေကိစ္စလေးလည်းကျွန်တော်ကတင်လိုက်တယ်ပေါ့เนาะအတင်လိုက်တဲ့ခါမှာကျွန်တော်သတင်းပြန်ကြားရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် Telegram မှာတင်တာပါကျွန်တော် Telegram ကိုလာချိုင်းရယ်နော်စကားပြောကျွန်တော်ရှင်ဟာကျွန်တော်အကောင်လုံးလက်ခံစကားပြောပါရယ်အဲ့တော့အဲ့မှာဟိုတခြားထောက်ထားလေးနဲ့ကျွန်တော်တင်ပြပြပြီးပြပြပြီးတယ်ပြပြီးတဲ့ခါမှာတော့အဲ့မှာလည်းအခုဆိုရင်ကြက်ကြက်မက်မက်ဆောင်ရွက်နေတာတွေ့ပါတယ်တဲ့နော်ဟုတ်လား ်ဟုတ်လားအဲ့တော့ကျွန်တော်တို့အဲ့တော့ခဏကောင်းမောင်ရေးရတယ်နော်ရင်းပါလေရင်း15ပူကြီးတဲ့င်းနဲ့နည်းနည်းတော့ပြောပြပေးပါလားတဲ့ရင်း15ပူကြီးတဲ့င်းကိုနည်းနည်းပြောပြပေးပါဆိုတော့ပြောပါမယ်ပြောပါဒီနေ့တော့မပြောချင်သေးဘူးနော်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ကိစ္စကကျွန်တော်စောင့်ကြည့်နေပါလေနော်ရင်း15ဆိုတာခလာရ15ပေါ့ဗျာနော်မိုးညင်းမှရှိပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းမပြောချင်တဲ့စကားတစ်ခုပါသို့ပါတော့လည်းပဲ ျွန်တော်တို့ကမှအာဒီပေါ့နော်ဒီလင်မယားရဲ့ဘက်ကမရက်တီရဲ့သူရက်တီမယ်ဗျာနော်အဲ့တော့အဲ့ကြောင့်ကျွန်တော်ညားပါလေလို့အများကြီးရှိပါသေးတယ်ကျွန်တော်ပြောစရာရှိပါသေးတယ်နော်ကျွန်တော်စောင့်ကြည့်နေတယ်လိုအပ်ရင်အချက်လက်တွေအားလုံးကိုထုတ်ပြသွားမယ်နော်အချက်လက်တွေအကုန်လုံးအကုန်လုံးချပြသွားမယ်မလိုအပ်သေးဘူးပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့လည်းအဲအဲ့ဒီမှာဒီပေါ့ဒီနှစ်ယောက်ထဲကိုဒီလင်မယားနှစ်ယောက်ကိုဝိုင်းပြီးတော့အဲဒါမျိုးလေးဖိတာလေးတွေခင်ဗျားတို့မရက်ရင်ကျွန်တော်တို့ကလည်း အဲသူတို့ဘက်ကနေပြီးတော့တခြားရွေးချယ်စရာမရှိတော့ဘူးเนาะကျွန်တော်ချပြသွားလိုက်မယ်သူတို့ကလည်းသွားပြီးအခုဆိုရင်ကောင်မလေးကမင်းမျိုးမင်းငယ်လေးอ่ะပေါ့เนาะဖုန်းတော့ gain ခွင့်မရှိတော့ဘူးเนาะအဲသူဖုန်းတွေကတင်းခံတာလေဘယ်ကိုသတင်းဘယ်ကရောက်လဲသတင်းကဘယ်ကရောက်လဲမမင်းနဲ့เนาะကိုမောင်စီငားတကောင်လုံးနှုတ်လို့ပါလားအကိုမောင်စီရောက်တာအကြောင်းမဟုတ်ဘူးပေါ့เนาะခင်ဗျားတို့အဲ့ဒီ DPP ဘာရောက်တယ်ငားအဲ့သတင်းเนาะဟုတ်ပြီလားအဲ့ ဒီ VB ပါရောက်တယ်เนาะရောက်နေပြီအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တီးတန့်ပြောပါမယ်เนาะတီးတန့်ပြောဖို့ရှိတယ်လိုအပ်ရင်ကျွန်တော်အချက်လက်တွေအကုန်လုံးချပြသွားမယ်เนาะအဲမလိုအပ်လို့ရှိရင်ဘာတွေဖြစ်ကုန်လဲဆိုတဲ့ခါကြောင့်လေကျွန်တော်ကညောင်မြစ်တွင်းပုံတင်မှာပေါ်တာခါကြအဲ့ဒီမြင်တဲ့ခါမှာရည်ကျင်လိုက်တာလေးကျွန်တော်ဒီလားအဲ့တူ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 နေဟောဟောဟောဟုတ်လားဆိုတော့အဲ့တော့ကျွန်တော်ဘလောက်ညားတာဆိုတာသိစေချင်တယ်ကျွန်တော်တို့ကလည်းခင်ဗျားတို့ကကိုယ်ဖုံးပေါ်ပြတ်သားမယ်ဟိဆိုရင်တော့ကျွန်တော်တို့ကလည်းပြတ်ပြတ်သားသားတယ်ပဲဘလောက်ဟောမလဲရှေ့လျှောက်ကတော့ကျွန်တော်လည်းပြတ်သားတော့ပေါ့ဗျာနော် အကုတ်ကိုတော့တထိန်ကောင်ပြောဆိုနေတာအအကုတ်အနေနဲ့ရတော့နော်အကုတ်ကိုကြိုက်တဲ့သူဆဲလို့ရတယ်နော်အကုတ်ကိုပြောလို့ရတယ်အကုတ်ကိုကြိုက်တဲ့သူတွေကြိုက်တယ်လို့ပြောလို့ရတယ်အကုတ်လုံးဝစိတ်မဆိုးတတ်ပါဘူးနော်အထူးသဖြင့်အဲ့ဒီအနီ channel တွေမှာလည်းဆဲဆိုပြောဆိုနေတာပဲအကုတ်စိတ်ဆိုးတတ်တာမဟုတ်ဘူးနော်ဒါလည်းတို့ရဲ့အခွင့်အရေးပေါ့လေနော်ကျွန်တော်တို့တော့မှပဲ အဲကျွန်တော်တို့ကဒါ Umin online ကိုလည်းကျွန်တော်ဆိုပြောတာရစရာမရှိအောင်ပြောတယ်လို့သူများတွေကဝေဖန်လာကြတယ်ကျွန်တော်လည်းပြောပါတယ်ဒါကျွန်တော်အခွင့်အရေးပါအထုတူပဲကိုမမောင်လည်းအဲ channel channel တွေကဝေဖန်ပြောဆိုနေရရှိတယ်ဒါတွေပုံမှန်လည်းကိုမမောင်စီမစိုးဘူးစောနာတက်ထင်းတယောက်ကအခုကိုပြောတယ်ဆိုတာလည်းမြင်ပါတယ်မြင်လို့ဆိုရင်မဲ့လည်းဩစစ်တပ်ကဟိုကိုရီးယားကိုရီးထောက်ပံ့တဲ့ဟိုကိုမမောင်စိုးကိုရီးထောက်ခံတဲ့နော်ထောက်ခံတဲ့ကိုရီးရက်တီတဲ့အဖွဲ့အစည်းကစစ်တီတယောက်ကကိုရီးကိုပြောတာပဲလीနော် တော့ဒါလည်းသူ့ခွင့်ရေးပါသူပြောပိုင်ခွင့်ရှိပါတယ်နော်အဲ့တော့အားကြောင့်မလို့ကောင်းနေခမရကိုတဲ့နော်ခမရကိုမောင်ခမရကလည်းကိုဘုံကိုလည်းဝိုင်းဝင်းကိုဖုံးကိစ္စဆန္ဒပြောပြသွားပါပြီနော်ညောင်ကျိုးချင်းကလေးပြောပြပါတယ်အားရကျွန်တော်ပြောမယ်နော်ကျွန်တော်ဒီနေ့ကိုဖုံးအတွက်ပဲပြောချင်တာလည်းပါတယ်နောက်တစ်ခုတချို့ဟာလေးတွေပေါ့အဲ့တော့ဟုတ်ပြီဒီနေ့အမ်ဆန္ဒကကျွန်တော်တို့ တက်ဝင်းရံတည်တယ်ပေါ့နော်ကျွန်တော်ပြောဆိုလိုက်လို့အဆင်ပြေသွားလေးတွေအတွက်ကျွန်တော်ပြောပြချင်တယ်နော်နောက်တစ်ခုကအကျွန်တော်ဒီနေ့ကပြောလိုက်ကျွန်တော် ERI ဘက်မှာစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်ကျွန်တော်စီတည်ရင်ချက်လက်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ဖြစ်ရတယ်ကိုကျွန်တော်စုံစမ်းတယ်စုံစမ်းကြည့်တဲ့အခါမှာအတည်ပြုပြီးတဲ့အခါမှာကျွန်တော်ဒါအဒီတင်းကိုကျွန်တော်ပြောခဲ့ရပါတော့ပြောခဲ့တယ်ပြောခဲ့သည့်လျောက်လည်းအထက်ရာရှိအစဉ်စဉ်ကဒီအဲစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်ပေးရလေးကိုကျွန်တော်အရန်ကိုကျေနပ်မိပါတယ်ပေါ့နော် အဲကျွန်တော်တို့ကတော့ပြည်သူတွေကျင့်တတ်ဖို့ပြည်သူတွေဘက်ကရက်တည်တာပါပြည်သူစစ်စစ်နော်ဟိုပြည်သူမဟုတ်ဘူးဟိုဘယ်လိုခေါ်မလဲဆိုတော့ပြည်သူအနေခံထားသောတော်လှန်ရေးအားဖြင့်လေဆိုတော့ပြည်သူမဟုတ်ဘူးနော်အဲကျွန်တော်တို့ကတော့နီးနီးပြပြဝဝစိမ့်စိမ့်ဟာကျွန်တော်တို့ပြည်သူတွေပါအဲ့တော့တကယ်ဒီရွာ300ကိစ္စမှာစစ်မှုထမ်းကိစ္စမှာတရားမှုလေးကကြုံလာတယ်ကြုံလာတဲ့အခါမှာသူတို့မှအကာအကွယ်ပြောဆိုပေးမယ်သူမဲ့လာတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်တို့လုံနိုင်တာလေးရပါလေဆိုလို့ရှိရင်စနားကျွန်တော်ပြောသလိုပေါ့အဲကျွန်တော်တို့ကပြောပေးတဲ့အခါမှာအခုအဲ့ကိစ္စလေးကလည်းအခု ထက်ကတည်ပြီးတော့ပြပြလေးဖြည့်ရှင်းနေဆိုတာကြားသိရတဲ့ကြောင့်မို့လဲကုံမောင်နေနဲ့စိတ်ချမ်းသာပါတယ်ခင်ဗျာအဲလီကတော့အဲနှစ်ခုပေါ့ဗျာအောင်မြင်သွားတယ်ပေါ့အဲ့တော့အဲကျွန်တော်တို့ဒါမျိုးတွေပြောဆိုနေတာစစ်တပ်ကိုနော်စစ်တပ်ကိုဒုက္ခရောက်စေချင်တာနော်ပြီးတော့နတ်ဆကောက်ဒုက္ခရောက်စေချင်တာမဟုတ်ပါဘူးအဲကျွန်တော်တို့မှမပြောပြရင်လည်းဒီကိစ္စတွေဟာပြောမဲ့သူမရှိတဲ့အတွက်ကြောင့်မခင်ဗျားတို့လည်းသိမှာမဟုတ်လေနော်အဲနောက်တစ်ခုသိတာကကျွန်တော်ဒီ think tank ပုံစံမျိုးသွားတာပါ think tank ဆိုတာလေအ ကျွန်တော်အချက်အလက်တစ်ခုတွေနဲ့ပြောမယ်ဟေးဆိုရင်ကျွန်တော်ဒီပြုဖို့ကျွန်တော်အမျိုးမျိုးစူးစမ်းပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံပေါ်မှာကျွန်တော်ခြေခံတယ်စာပေပေါ့နော်နားလည်ထားမှုတွေပေါ်မှာခြေခံတယ်နောက်တစ်ခုလက်တွေ့သမားတွေပေါ်မှာခြေခံတဲ့ပြင်ကိုပြည်သူပေါ်မှာခြေခံအားလုံးပေါင်း၄စင်းလောက်ကျွန်တော်ဒီနော်၄စင်းလောက်အာကျွန်တော်ဒီပြုဖို့စူးစမ်းပြီးတော့မှသာလင်ကိစ္စရက်တစ်ခုကိုကျွန်တော်ပြောပါတယ်နော်အဲ့ဒါကြောင့်မလို့အာအနည်းဆက်ဆုံးနဲ့အမှန်ကန်ဆုံးဖြစ်ဖို့ကျွန်တော်အကောင်းဆုံးစူးစမ်းတယ်နော်ဟုတ်ပြီ အဲ့တော့အားလုံးကဟုတ်ပြီအားကြီးကြတော့လေနော်ဟိုခလာတယ်လေကိုစောဝိုင်းယူထူထောင်းခံနေရတဲ့ပုံလေအဲ့ပါလေအဲသူအားကြောင့်ကျွန်တော်ဆန္ဒပြောရနော်သူတခီးနည်းနည်းကျန်းနိုင်တယ်လို့ကျွန်တော်ပြောတယ်အဲ့တော့အားကြောင့်မို့အားလေးကိုခင်ဗျားတို့ဝိုင်းမင်းပြီးတော့အဲ့တော့ခင်ဗျားတို့အနေနဲ့ကလည်းအဲ့လိုမျိုးကျွန်တော်တို့ဟိုပြောနေတဲ့သူတွေပုံမှန်ပြတ်သားတော့မလာပြနော်အတူတောင်မှခင်ဗျားတို့ပုံမှန်ဘယ်လောက်ညားခဲ့တယ်လဲဟလာခင်ဗျားတို့ကသူ့ကိုမညားတော့ဘူးလားပေါ့နော် ် ERV ကြောင်းလေးပြောပြပါအောင်တဲ့1မိနစ်ကိုတစ်ချက်နှုန်းလောက်ပြစ်နေတာ ERV D ကเนาะဟိုကျွန်တော်တို့ပသိမ်မုံရလမ်းရှိတယ်ဗျာသိလားပသိမ်မုံရလမ်းအရှိတ်ဖက်မှာကအဲအရှိတ်ဘက်နဲ့အနောက်ဘက်ဆိုတာရှိတာနောက်ဘက်ဆိုလို့ရှိရင်ယူမဘက်ကတ်သွားပြီအဲ့ဘက်ချမ်းမှာတော့ EE တွေခိုးအောင်နေတယ်တက်ရဲ့စိုးမုံမှုမရှိတော့ဘူးမမရှိတော့ဘူးအဲ့တော့ ERV ရဲ့ဒီဘက်ချမ်းပေါ့ ERV ရဲ့ကျွန်တော်တို့အရှိတ်ဘက်ချမ်းဆိုလို့ရှိရင်တော့အဲ့ဒါတက်ကစိုးမုံမှုရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ အဲအချင်းတွေကအရှိတ်ချမ်းမှာအဲနောက်အရာဒီကျွန်တော်တို့ဟိုပသိမ်မုံရလမ်းရဲ့အနောက်ဘက်ချမ်းမှာတော့အရာရာဖြစ်နိုင်တယ်ပေါ့ဗျာနော်ပသိမ်မုံရအရှိတ်ချမ်းမှာတက်ဆူးမှုမှုရှိပါတယ်အဲ့တော့အရာဝင်နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ပုံမှာတချို့ဝေမှန်မှုတွေမြင်တတ်တယ်ပေါ့နော်အရာဝင်နဲ့ပတ်သက်ပြီးတော့တဲ့အဲကိုမမောင်ဟာတဲ့ကိုမောင်လို့တော့သူတို့မပြောစလို့ပါဘူးနော်ကိုမမောင်ကိုတည်င်းမလွိနဲ့ပုံစံမျိုးပြောနေပေါ့နော်အဲ့တော့ကိုမောင်လည်းအဲ့အရာတွေကိုပြန်ပြီးတော့ဖြည့်ရှင်းခြင်းပါတယ်ဖြည့်ရှင်းခြင်းပေမဲ့သူ့ရဲ့ဆွဲချက်တွေ argument မခိုင်ဘူးနော် ခိုင်လို့ဆိုတော့ဘယ်လိုကောင်းလဲဥမာပြကိုမောင်က သူက comment မှာရေးရတယ်ဟာငါ error မှာနေတာပါကွာလေဘာမှမဖြစ်ပါဘူးအဲ့တော့ comment စာကြည့်လိုက်တဲ့ကကိုမမကအေးတယူလောက်ရမယ် comment မျိုးမဟုတ်ဘူးဖြစ်တယ်အဲ့တော့ကြည့်လိုက်တယ် error မှာတော့ဘာဖြစ်မှာလဲကွာပေါ့နော်ဥမာပြကိုကိုမမကစီရေးတစ်ခုဖြစ်နေတယ်ပေါ့နော်ဘယ်နေရာမှာဖြစ်နေတယ်ဆိုပြီးကိုမမပြောလိုက်မယ်ဟာဒီနေရာမှာငါနေတာပါကွာဘာမှမဖြစ်ပါဘူးဆိုတမျိုးဥမာပြပန်းတော်ကြီးရွာကြောင့်ကိုမမပြောနေတယ်အပြောတဲ့ခါမှာဟာပန်းတော်ကြီးရွာမှာငါနေတာပါကွာဘာမှမဖြစ်ပါဘူးဆိုလို့ရှိရင်တော့ ဒီပေါ်လေအဲ့ဒါနဲ့ကိုမောင်ပြန်ပြီးတော့ဖြည့်ရှင်းမှာပါလိုအပ်ရင်လည်းကိုမောင်ပြောတာရင်းနဲ့ပတ်သက်မှားတာတွေအားလုံးလည်းကျွန်တော်ကပြန်ပြီးတော့ဗောနော်ဟိုပြန်တောင်းပန်ပေးပါပါအဲ့တော့အေယာဝီနဲ့ပတ်သက်ပြီးတော့ကိုမောင်ပြောတာရင်းအားလုံးကိုအဲချက်လက်အလတ်နဲ့ဘယ်မှာပြောတဲ့နေရာတွေအတိအကျထောက်ပြနိုင်မယ်ဟေးဆိုရင်အဲကိုမောင်နေနဲ့ attention ပေးပါမယ်ဗောဗျာနော် attention တော့မဟုတ်ပါဘူးဘယ်လိုခေါ်မလဲကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ပေးပါမယ်ဗောဗျာနော်ဆိုလိုချင်တယ်ဘန်တော်ကြီးအဲ့ဒီပသိမ်မွန်ရလမ်းရဲ့ကျွန်တော်တို့ အဲ့ဒါလည်းပြောမှာပါအဲ့အကြောင်းအရာကိုများသွားတယ်ဘာကြောင့်ကျွန်တော် live မပြောဘဲနေတာနည်းနည်းကြာသွားပြီเนาะအဲ့တော့ပသိမ်မုံရွာလမ်းရဲ့ကျွန်တော်အနောက်ဘက်ပေါ့ဗျာเนาะအနောက်ဘက်မှာတော့တော်တော်လေးအခြေအနေကအခြေအနေကစစ်တပ်အတွက်ဗျာများအောင်လုပ်နေတဲ့ပုံစံသွားတွေ့ရတယ်အဲ့ဒါပသက်ကျွန်တော်အချက်လက်လေးကြာထောက်ပြပြီးပြောပါမယ်เนาะကျွန်တော်ပြောစရာအများကြီးရှိပါတယ်ဘယ်လောက်ကြာတယ်ဆိုတာအစကျွန်တော်တရားရှင်းပြပါမယ်เนาะဘယ်လောက်ရလက်တွေဆိုတာအစပါเนาะ၃လေးလေးအခြေအနေတဲ့เนาะ သုံးလေးလေးအခြေအနေကတော့ဆောနာကျွန်တော်ပြောသလိုစစ်တီတွေ A စစ်စစ်ကျွန်တော်တို့သွားပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရှင်အဲဈေးကူတောက်ပြရသွားသလိုကျွန်တော်တို့ဒီတက်ရင်နေလေကျွန်တော်တို့အမှ66တက်ရင်နေဖြစ်ပါလိမ့်မယ်တက်ရင်တွေကအသုံးလေးလေးရဲ့ကာကဲအနေနဲ့ရည်ချင်တိုက်ပွဲဝင်နေတယ်တိုက်ပွဲဝင်နေတော့ကြောင့်မလို့အသုံးလေးလေးကလက်ရှိအခြေအနေထိပန်းပန်လေးရပါဘာမှမဖြစ်ပါဘူးနော်အဲ့လိုပဲပြောရမှာပါ၄ထိုင်းလိုက်ဆိုပြီးတော့ကုန်ပါအောင် စခန်းတွေလည်းပါနေတာအမြင်ပါပဲအေးပေါ့ခင်ဗျားတို့ရည်ရွယ်တာကတော့ကရင်ပြည်နယ်ကစခန်းတွေပါတာကိုပြောတာထင်ပါတယ်နော်အဲ့တော့ကရင်ပြည်နယ်ကတော့ဘယ်လိုခေါ်မလဲနည်းနည်းဟုတ်တယ်ကျွန်တော်တို့ရှက်ကိုတော်တော်ရှက်ဖို့ကောင်းကျွန်တော်ကရင်ပြည်နယ်ပတ်သက်လို့ရှိရင်အခုချိန်ကြီးကျွန်တော်သတင်းမကြည့်သေးဘူးအဲ့မဲ့ဒီမလေးလာတယ်မစုံစမ်းနေဘူးဗျာတမင်ဟောင်းမစုံစမ်းနေတာဟုတ်လားမစုံစမ်းနေတာအဲ့တော့အဲတကီမီနဲ့ပတ်သက်လို့ရှိရင်ကောင်းပါတယ်အပါပါဗျာနော်အဲ့လိုပဲပြောပါ စစ်ကြောင်းမထိုးတော့ပါဗျာပါဗျာတဲ့စစ်ကြောင်းထိုးရင်တဲ့တော်ခွေးတွေ AR မှာနားကားနေပြီအေးဗျာနော်အဲ့တော့အကြောင်းမလို့တစ်ခါရလဲခင်ဗျားဘာအကွက်တွေနော်ကျွန်တော်ဘာအကွက်တွေလဲမသိဘူးအဲ့တော့အဲ့နံပါတ်3ဆက်ပြောအောင်နော်ကျွန်တော်ဒီနေ့အကြောင်းအရာအရင်ထပ်သွားမှာဆိုတော့ပါပြီးတော့ live လည်းအရင်ရှေ့သွားမှာဆိုတော့နော်ဒီကိုလေအဲ AR အဲ့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ပသိမ်မုံရလမ်းရဲ့နောက်ဘက်ကျမ်းကအခြေအနေတွေကျွန်တော်ကကနနာထောက်ပြပြီးပြောပါမယ်ဘယ်တိုက်ပွဲဘယ်မှာဘယ်လိုရလက်တွေဆိုတာစပြောပါမယ်နော်ပြောပါမယ်အရှိအရှိတိုင်းပေါ့ဗျာနော် အထွတ်တူကျွန်တော်ကြောက်ဖြူအခြေအနေလေးကျွန်တော်သိထားသမျှပေါ့နော်ကျွန်တော် share ပါမယ်နောက်ထပ်မတရားကျွန်တော် share ပါမယ်အဲကျွန်တော်နောက်ထပ်စစ်တွေကျွန်တော်သိထားသမျှကျွန်တော်ပြောပါမယ်ကရင်ပြည်နယ်လည်းကျွန်တော်သိထားသမျှကျွန်တော်ပြောပါအောင်နော်အဲ့တော့အာသိထားတဲ့အားလုံးကိုကျွန်တော်ဝေမျှပါမယ်နော်တားလို့သိချင်နေမှာပဲလေနော်ဟုတ်ပါလားဒီလေအဘကွက်တွေပွေးကွက်တွေပဲဖြစ်မှာပါနော် ကာကြွယ်ပြူဟာကိုအထင်မသေးပါနဲ့เนาะနည်းနည်းကြာဒါလူနောက်စီအောင်မမှန်လာလဲအဖေအဲ့လောက်မနောက်ပါနဲ့เนาะဟုတ်လားကာကြွယ်ကြီးအဲ့လောက်ဒီမနောက်ပါနဲ့ဟုတ်လားမြန်မာပြည်ပြန်လာရဲလာပြကုံမောင်းနဲ့အာပြန်လာရဲပါလေလို့အဲ့ဘာကြောင့်လူဆိုတာတသက်မှာတခါတော့ဟိုတေးရမှာပဲလေနော်ဘယ်သူလဲဖြစ်ပါကိုယ်တက်တဲ့သူလဲသူလဲတေးရမှာပဲနော်သူကိုယ်တက်လဲသူတေးရမှာတနေ့မဟုတ်တနေ့ရတေးရမှာပဲနော်အချိန်မတူတာပဲရှင်းမယ်အဲ့ဒါကြောင့်မို့လို့ အသေးချင်းတရားနဲ့ပတ်သက်ပြီးတော့သေချင်းတရားတွေပတ်သက်ပြီးတော့ကိုလှုပ်လှုပ်ရဲလှုပ်ချင်တာမလှုပ်ရဲဘူးဆိုတာတော့မရှိပါဘူးเนาะအကြိကျုံလာစုံလာမဲ့ဟိဆိုဒါကိုရွေးရတဲ့လမ်းပဲလေဗျာနော်ကိုပြောရတဲ့စကားတွေပဲဒါတွေပတ်သက်ပြီးတော့အဲရာကျုံလာမြတ်ကံတရားကိုရင်ဆိုင်ဖို့လည်းအသင့်ပါပဲเนาะကိုမောင်မြမကြီးပြန်လာရေးပါလေလာလာချင်ပါလေเนาะ ARV စိတ်ရိပ်တွေထက်ရှိလာဖို့ရှိလာနေလေတဲ့ ARV စိတ်စိတ်ရိပ်တွေထက်ရှိလာဖို့ရှိလာဆိုတဲ့ခါကျတော့ရှိတယ်ဘာကြောင့်ရှိလဲဆိုတော့ AA က အဲ့ဒီသဘုံလေးအခြေအနေပေါ့နော်သဘုံတော့တဲ့ကဟိုကျွန်တော်တို့တုံးသက်ကြည့်တာသဘုံတော့တဲ့ရရှိရတဲ့တဲ့ကကျွန်တော်တုံးသက်ကြည့်တာအေးအေးတစ်ဖွဲ့တိုက်တာမဟုတ်ဘူးအဲ့ဒီမှာဗမာစကားမတက်တော့တိုင်းရင်းသားသဘုံလေးပါတယ်ဘာသဘုံလဲဆိုတော့နောက်မှကျွန်တော်တို့ဆက်လက်ပြီးတော့အတွင်းစင်ပြကိုလိုက်ပါမယ်နော်အဲ့ဒါကြောင့်မလို့ ARC စီစီဆိုတာအဲ့ဒီတက်ကစုံမထားတဲ့ဘက်ကတော့တို့လာရဲမှာတော့မဟုတ်ဘူးပေါ့နော်အဲတက်ကစုံမှုရှိအနေသွားပြီအဲ့မှာတို့ခံစစ်တွေပါပြင်ဆင်နေပြီးနေပြီစံဆက်တွေရှိနေပြီးရိတ်ခါလေး စုနေပြီเนาะဒါပေမဲ့သူတို့ရဲ့လှူရှားမှုတွေပုံစံတွေအထိကျွန်တော်တို့သုံးသပ်ဖို့ရှိပါတယ်เนาะလှူရှားမှုတွေကလည်းအရာကိုလင်းမြန်ပြီးဟိုတကွက်ဒီတကွက်နဲ့တက်ကိုအလုံများအောင်လို့လုပ်တဲ့အခြေအနေမျိုးတွေတော့တွေ့ရတယ်အဲ့တော့စီရိတ်ကတော့ရှေ့ကိုဆက်တိုးဖို့ကြတော့လည်းတက်ရှိပါတယ်เนาะစတက်ကလည်းသူတို့လိုင်းမရှင်းဘူးလိုင်းရှင်းမရှင်းတာတော့သူတို့အကြောင်းရင်းနဲ့တော့ရှိမှာပါဗျာเนาะမြန်မာပြည်ကြီးပြန်ကောင်းနိုင်မလန်ကြီးလေဆိုတော့ဟုတ်ကဲ့ပါကိုကြီးမြန်မာပြည်ကြီးကတော့စိတ်မဆိုးနဲ့เนาะ တော်ကြီးကိုစောင့်အောင်ပါပါမြန်မာပြည်ပြန်ကောင်းဖို့မြန်မာပြည်အခြေအနေကတော့မလွယ်ပါဘူးခင်ဗျာနော်ဘာကြောင့်လဲဆိုတော့ဦးမင်းအွန်လိုင်းအနေနဲ့လဲသူ့ရဲ့လုပ်ရက်တွေလုပ်ရက်တွေလုပ်ရက်တွေမှာအာဖြစ်တင်တာထက် ဖြစ်ချင်တာကိုသွားနေတာလေးပုံများတယ်နော်အဲ့တော့ဖြစ်တင်တာကိုလုတ်တင်လုတ်ထိုက်တဲ့အလုပ်တစ်ခုကိုလုတ်ဖို့လိုအပ်တယ်သူ့ကိုယ်သူယုံကြည်နေတော့မဲလားသူ့စစ်တပ်ကိုယ်သူယုံကြည်နေတော့မဲလားဆိုတော့ကြည့်ရမှာပါလေနော် အဲ့တော့သူ့ကိုသူယုံကြည်လုံးလို့သူ့ရဲ့ဒီဘယ်ဟောမှာအစီအစဉ်နဲ့အဂျန်ဒါတွေကအလုတ်လုတ်တယ်ဆိုရင်တော့မှပဲအနိုင်ဆုံးကတော့15နှစ်အနိုင်ဆုံးပါအနိုင်ဆုံး15နှစ်ပါနော်အေးလုံးဝအလုံးမလုပ်ဘူးဆိုလို့ရှိရင်တော့တအီအီနဲ့ဒုက္ခရောက်နိုင်တယ်ပေါ့ဗျာနော်ချိန်ချင်းတော့ပြန်ကောင်းလာမှာပါတဲ့မြန်မာပြည်သားတွေကိုရင်အမ်ကိုပြန်သိမ်းတာဘာအမ်ကိုပြန်မသိမ်းတာဘာကြောင့်လဲကိုမောင် အမ်ကိုပြန်သိမ်းဖို့နေနေတတာအခုလက်ရှိသိမ်းဖို့ဆိုလို့ရှိရင်သိမ်းနေဆိုတဲ့စကားကိုအာကျွန်တော်တို့မပြောနိုင်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တက်ကသိမ်းလို့ရတဲ့နေရာမသိဘူး။နော်။အဲ့တော့သူများသိမ်းမိသားဟာဆိုရင်တော့လာမစင်းစားနဲ့ပေါ့ကနော်။ကိုသိမ်းလို့ရပါတယ်ဆိုတဲ့အရာတော့မှမသိမ်းမဲနဲ့နော်။သိမ်းရတော့တော်တော်ကြောက်နေတာ။ဘာကြောင့်လဲတော့မသိဘူးသလား။အဲ့တော့သိမ်းပါတယ်ဆိုတဲ့အလုပ်ကိုတို့မလုပ်ချင်တာပေါ့ကနော်။အဲ့တော့ပမာလူမျိုးတွေတဲ့နော်။ အချောက်ဖြစ်ကုန်ပြီစစ်မတိုက်ရတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောအောင်လို့ဖြစ်နေတယ်နော်ပြောအောင်လို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီတစ်ခါပြောလိုက်ပါမယ်အဲ့တော့ဒီကတော့မိုးကြွှေကိုစစ်ကောင်းဆောင်နေကြပါမိုးကြွှေကိုစစ်ကောင်းဆောင်နေဆိုတာမျိုးပါတပုံကဟိုဒီစစ်သူရတပုံတွေအားလုံးကအရာရှိတယောက်ဖြစ်ဖို့ဆိုရင်အစင်စင်တိုက်ပွဲဝင်ပြီးတော့မှဖြစ်တာနော်အရာရှိကအရှိရသွားတာတပုံညာတာနော်ဟာငါငပြတ်တို့ကတော့ချွင်ချက်ပါလေနော်ဟိုအစီအဝါတို့ကတော့အနောက်မှနေတာ တော်တော်များများသောတပုံတွေကျွန်တော်ဟိုလုံးကနားလည်ထားအခုနောက်ပိုင်းတပုံတွေလည်းကျွန်တော်မသိပါဘူးအခုတပုံတွေကရှေ့တန်းမှာအတူတူတိုက်ပြီးတော့ရာရှိဆိုတဲ့နေရာကိုရောက်တာဟာတိုက်ရိုက်ခိုက်ရင်နဲ့ရောက်တာကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ဟိုအခုတက်မှာဖြစ်နေတဲ့ပုံစံကအရင်ဆုံးဘယ်လိုခေါ်မလဲဆိုတော့တင်နှန်းကစင်းပြီဆိုတော့လည်းအပွင့်တင်အပွင့်တပွင့်ရတော့ဗျာတပွင့်နှစ်ပွင့်ရလို့ဆိုဘယ်လိုသွားလဲဆိုရှင်ကျွန်တော်တို့ young step ပေါ့နော်တကယ်တည်းမှာလားအထိုင်တက်တွေမှာအထိုင်တက်တွေစစ်မတက်ရတဲ့တက်တွေအရင်ဆုံးရအောင်ရွေးကြတာတည်မလား ဆန်ရမယ့်နေရာတွေအထိုင်တက်တွေယုံစတက်ပေါ့အကောင်လိုအဲ့နေရာတွေကိုပဲရအောင်စီယုံအဲ့နေရာကိုအယုံသွားကြတာအဲ့ဒီကနေပြီးတော့ယာဒူကမတိုးတော့ဆိုတော့သူတို့တက်တန်းလျောက်တော့တိုးတော့ပါဗျာနော်တပွင့်နှစ်ပွင့်တိုးတယ်သုံးပွင့်တိုးတယ်ပေါ့ဗျာနော်အေးတကယ်တကယ်တမ်းမောင်မင်းကြီးသားများကိုနော်စစ်သားမတိုက်ဘူးလားယဉ်ယုံကြည်ကြည်နဲ့အပွင့်တင်လိုက်တဲ့အခါမှာနော်တရင်မှုတို့ပေါ့တင်လိုက်တဲ့အခါမှာဟာကောင်းတယ်သူတို့တွေဘယ်လိုခေါ်မလဲဆိုတော့အကုန်လုံးတော့မဆိုးလို့တော်တော်များများဟာ ဘာအတွေ့အကြုံမှမပါစစ်မတိုက်ဘူးသူကြည်တန်တန်ကြားရင်တော့မှပဲဘယ်လိုခေါ်မလဲဆိုရှင်နည်းနည်းအခက်ခဲတွေရင်ဆိုင်နေရတဲ့နှာခေါင်းမြေကြီးတူးတဲ့ဘဝတွေရောက်နေတတ်တယ်။အဲ့တော့အဲ့အတွက်ကြောင့်မို့လို့အခက်ခဲကဘာလဲဆိုရှင်အဲ ODS ခေါ်မလဲဆိုရှင်ပေါ့နော်စစ်တီဘဝကနေပြီးတော့အရာရှိဖြစ်နိုင်တယ်ဆိုတဲ့လမ်းကြောင်းကပိတ်သွားတာအဲ့ဒါပြဿနာရှိတယ်။အဲ့အတွက်ကြောင့်မို့လို့ အဲ့လိုလူမျိုးတွေကအเจ้าမှာအစီယုံစီယုံကနေအเจ้าအเจ้าရောက်တော့ဗိုလ်မှူးဖြစ်တယ်ဗိုလ်မှူးကနေတတရင်မှူးဖြစ်တယ်တတရင်မှူးဖြစ်တဲ့ခါကြီးကဲရော့မေတတရင်နေရင်ဥဆောင်ဆိုတဲ့ပုံစံနဲ့ကြာကြအောင်သူတို့မှာကျန်တနတ်တန်အောင်မကြားဘူးတဲ့အခြေအနေမျိုးတွေဖြစ်ပြီးတော့ပြေးတဲ့သူကပြေးနှာခေါင်းမြေကြီးတူးတဲ့သူကသူအရင်လက်တဲ့သူကလက်နေအဲ့ဒီအတွက်ကြောင့်မို့လို့ခင်ဗျားတို့စစ်တပ်မှာအဓိကပြဿနာကလေအဲ့ဒါပဲအဲ့ဒါအဲ့ဒါအဓိကပြဿနာဖြစ်နေတယ်အမိုးကြွေကိုဒီဟာမှုတည်ရင်မှုများပါဗျာနော် အဲအခုဖြစ်နေပုံစံကျွန်တော်ခလုံးပြောချင်တာဗျာဒီကကျွန်တော်ချိန်မလောက်တော့လို့အဲဘယ်လိုဟောမလဲဆိုတော့တချို့တက်ရွေးမှုတွေဆိုလို့ရှိရင်စစ်တိုင်းရင်အရာရှိအရာငယ်စစ်တီလေးတွေကိုယူလို့လွတ်လိုက်ပြီးတော့သူတို့ကတနေရာမှာအေးအေးဆေးဆေးနတ်နေတာနော်အဲပြီးတော့မှဟိုသွားတယ်လို့လို့ဒီသွားတယ်လို့နဲ့တခါတည်းစေးရေးလို့ပြီးပြန်လာတာနော်အဲအဲ့လိုမျိုးတွေကလည်းရှိတယ်အဲ့တော့အခုဘာလုပ်အောင်လဲဆိုလို့ရှိရင်ခင်ဗျားတို့အဲတက်မတော့အကုန်လုံးမဟုတ်ဘူးနော်တော်တော်များများမှဖြစ်နေတယ်အဲ့တော့အဲ့ဒီအချိုးတွေကိုဘယ်လိုပြင်မလဲပေါ့နော် တက်မလို့ကြီးတစ်ခုလုံးကိုတော့ကျွန်တော်မပြောလို့ပြမယ်အဲ့ဒါတွေကများနေတယ်ဗီဒီယိဆိုပြေးပြီပြေးပြီဆိုလို့ရှိရင်ဒီခါလဲရာရှိကယူငူးအောင်လက်တဲ့ကောင်နဲ့နော်အယူငူးပြေ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 းကုန်လားစခန်းနေကြတာအဘာမဟုတ်အယူငူးပြေးကြတာတနတ်ချာကြီးပြေးတဲ့ကောင်နဲ့တဲ့မလားနေလားလားသူတွေကိုသူရဲဘော်ရဲဘက်စိတ်နဲ့တိုက်မယ်ဆိုတဲ့စိတ်မရှိပဲနဲ့ပြေးမယ်ဆိုတဲ့ကောင်လေးပြများနေတာအဲ့ဒါကြောင့်မလို့ပါဗျာနော်အဲ့တော့ဘာလုပ်မလဲအကောင်းဆုံးလုပ်တင်တာကတော့ ဘလိုမျိုးဒီပြဿနာကိုဖြေရှင်းမလဲနော်ဘလိုမျိုးဖြေရှင်းမလဲပေါ့နော်နေဆုံးတော့စစ်တီတွေကိုတနက်ကြီးသုံးကြီးသုံးတော့ပေးဖောက်ပါနော်ဘာကြောင့်လဲဆိုတော့ကြီးကမဖောက်ဘူးတစ်ခါကျတော့တနက်တန်အုံတိုင်းကြားတဲ့ခါကျတော့ private တန်ရဟိုဘက်နေကြီးတန်တော့ကျေတာဘူးကျွန်တော်ကြားဘူးတော့ဆိုနော်ကျွန်တော်သိရတော့ကျွန်တော်လေ့လာဖတ်တာဘူးလို့ဆိုလို့ရှိရင်နော်အဲ့တော့အားလေးသိထားပါပေါ့နော်ဒီနေ့နေရီကံအချိန်နေမကောင်းဘူးဆိုတော့ဟုတ်လားကောင်မောင် အာနဲ့ရေကန်အခြေအနေကကောင်းပါလေနော်နဲ့ရေကန်အခြေအနေဘယ်သူပြောလဲမကောင်းဘူးနဲ့ရေကန်ကအေးအေးအခြေအနေမကောင်းတာနော်အေးအေးအခြေအနေမကောင်းတာအဲ့ဒီနဲ့ရေကန်နဲ့ဆိုလို့ရှိရင်အမ်ပေါ့နော်အမ်ဘတ်ချမ်းပါအာအေးဒီဖြစ်နေဖြစ်နေရခိုင်ပြည်နယ်တော့ဖြစ်နေတိုင်းဖြစ်နေတာကျွန်တော်ဒါလေးဆက်ပြောချင်တယ်နော်တောင်ခမ်းမဲ့အားရတဲ့ကောင်မကြီးတဲ့ဟုတ်တယ်တောင်ခမ်းအားရရနော်အဲ့တော့ကောင်မကြီးတဲ့စစ်တပ်က PDF စစ်တပ်နဲ့ PDF ဘယ်သူကောင်းတယ်လဲ PDF ကောင်းသည်ရှိမကောင်းတော့လဲကျွန်တော် PDF မပြောလို့မကောင်းတော့လည်းမပြောလို့သူတို့မှာစေတနာလေးတွေရှိတယ် PDF ကတိထားမှာပါလဲဆိုတော့သူတို့ဒီအလုံးမဟုတ်တာကိုလှုပ်ပြီးတော့တော်လိုင်းကမြင်းညော့ထနေတာကိုဆိုတာအလုံးမဟုတ်တာကိုလှုပ်နေတာဘာမှလည်းထိရောက်မဲ့အဖွဲ့စည်းမဟုတ်ဘူးနိုင်ငံတစ်ခုလုံးကိုလုံးကိုဥဆောင်နိုင်တဲ့လက်နက်ကင်လည်းမဟုတ်ဘူးဥဆောင်နေတဲ့လက်နက်ကင်တက်ကို အားနည်းအောင်လှုပ်ပြီးတော့ဒီအမိကျက်အမိစာခေါင်းကျက်ခေါင်းစာနော် ဒီသဘုံနေရဲ့ထိုးနှက်ခြင်းခံရအောင်လို့အချင်းချင်းတစ္ဆာဖောက်နေတဲ့အဖွဲ့အစည်းဖြစ်နေတာတလွဲစမင်ကောင်းနေတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်အားလုံးနဲ့သုံးသပ်မိလိမ့်မယ်ကျွန်တော်ဟုတ်ရင်ကဆိုရင် NUG နဲ့ PDF နဲ့နော်ဒီတော်လန်ရေးအကြောင်းကို PPCC ကျွန်တော် like တွေပြောတာရှိတယ်အခုနောက်ပိုင်းဘာအကြောင်းကိုပြောလဲဆိုတော့ဒီလူတွေအစ်စ်တော်မရှိတော့တာဘာမှဘာမှဒီတော်လန်ဆိုဘာမှမဟုတ်တော့နော်အဲ့တော့ကျွန်တော်တို့အခုချိန်မှာ အကျွန်တော်တို့လက်ရှိအရေးကြီးတဲ့ကိစ္စတွေပဲပြောမယ်ဆိုရှင်အရေးမပါအရာမရောက်တဲ့ဒီ PDF လိုမျိုးเนาะဒီ NUG လိုမျိုးဒီတော်လန်ရေးလိုကိစ္စမျိုးကျွန်တော်တို့စကားနဲ့ထည့်ပြောစရာမရှိတော့ဘူးเนาะအကျွန်တော်တို့ကတကယ်တမ်းခုပြောနေတာစစ်ရေးနဲ့တက်မလို့အတွက်အရေးကြီးတယ်ဒီဒီတိုင်းသားတပုံနေเนาะစစ်သေးကြောတပုံနေအမိချက်အမိစားခေါင်းချက်ခေါင်းစားနိုင်ငံယူတပုံနေကိုเนาะဒီကိစ္စအဓိကအရေးကြီးတဲ့ကိစ္စကိုကျွန်တော်အဓိကပြောနေတာဖြစ်တယ်အဲ့တော့တော်လန်ရေးအုပ်စုအနေနဲ့ကတော့ အကျွန်တော်တို့ကတက်တဲ့ကျွန်တော်ပြောနေတဲ့အချိန်မှာတက်ကိုကျွန်တော်တို့ကဒါမျိုးပေါ့ဝေဖန်နေတဲ့အချိန်မှာတို့ရဲ့အလုပ်ကဘာပဲရှိလဲဆိုလို့ရှိရင်ဟီဟီဟာဟာနဲ့เนาะကျွန်တော်တို့ကကျွန်တော်တို့တို့ခေါ်တဲ့ပြဘောမပေါ့ဗျာတို့ကြတော့ရောင်းစုံဘောပတ်မပေါ့ဗျာเนาะအဲ့တော့အခုတက်မလို့ရေဆိုင်နေရဒီတိုင်းသားလက်နက်ကင်ကြီးကြောင်းပါเนาะဒီတိုင်းသားလက်နက်ကင်ဒီနိုင်ငံယူစစ်သွေးကြွဟလာအမိချက်မိစားကောင်းချက်ကောင်းစားတွေနဲ့ပြဿနာပဲကျွန်တော်တို့ကအဓိကထားပြီးပြောနေတာဘယ်ဒီ PDF ကတော့ပုံမှန်လင်းလင်းပြောမယ်တလွဲစပင်ကောင်းပြီးတော့ဘာစို့ဘာမှเนาะဟိုဖြစ်မြောက်လာမယ့်အဖွဲ့အစည်းမဟုတ်ဘူး သူတို့လုံနေတာတခုပဲရှိတယ်သူတို့ကကဲစစ်တပ်ကိုတိုက်မဲ့အဖွဲ့ဆိုအေအေတိုက်မယ်ဆိုအေအေနဲ့သွားပူပေါင်းမယ်အေအေနဲ့တိုက်ပေးမယ်နော်အဲ့တော့ဒီမြောက်သုံးကောင်သာဟိုဒါမျိုးပဲတပုံမထခဲ့ဘူးဆိုလို့ရှိရင်ဒီ PDF တို့ NUG တို့ဆိုတာမျိုးကစစ်တပ်ကအရေးအတိတ်အောင်ထည့်လို့စဉ်းစားမှာမဟုတ်ဘူးနော်အဲ့တော့မြောက်သုံးကောင်တပုံထားတယ်မြောက်သုံးကောင်တပုံထားတဲ့အခါမှာအဲ့တို့အနေနဲ့ပြေးပြီးတော့မြောက်သုံးကောင်ဖမ်းပြီးတော့ကတ်တယ်အဲ့မြောက်သုံးကောင်ရှိရနေပြီဟာလာတို့အရန်မုံတဲ့စစ်တပ်ကိုစိတ်ခံစားချက်တစ်ခုနဲ့သွားကူနေတယ်အဲ့တော့ PDF ဆိုတဲ့ NUG အဖွဲ့စီကဘယ်အဆင့်မှရှိတယ်လဲဆိုလို့ရှိရင်เนาะအလုံးမဟုတ်တော့အလုံးလုံပြီးတော့เนาะစစ်တပ်ကိုဒုက္ခပေးတဲ့အဆင့်မဒုက္ခပေးရဆိုတော့သူတို့တစ်ဖွဲ့ပေးလို့မရအောင်ဒီသဘုံတွေနဲ့ပေါင်းပြီးတော့เนาะသူ့လူကိုယ်ပတ်သားပရကောမန့်ဆိုလို့ရှိရင်ဒီနိုင်ငံယူသဘုံတွေကိုဟိုဘယ်လိုခေါ်တခိုးတရိုးကန်းနေရအဖွဲ့စီအဆင့်မရှိတဲ့အတွက်ကြောင့်မလို့အရေးတည်ယူထည့်ပြီးတော့သူတို့တော်တော်စဉ်းစားစရာမလိုဘူးပေါ့ဗျာเนาะနောက်ကြနေပြီဒီဘက်မှာပြန်နေပြီ ကလေးတွေကြောင်းတက်တာတွေ့တာအယံမသားလဲဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့နော်ကျွန်းခံနေတယ်ဟုတ်ကဲ့နော်ကဲဟုတ်ပါပြီကျွန်တော် like လေးဒီနောက်မှာပဲရက်ပြရစီနော်ကျွန်တော်တို့အေးအေးဆေးကြရင်အဒီထက်ပိုပြီးအရေးကြီးလေးနဲ့တားလဲကျွန်တော်တို့ပြောပါမယ်ဒီနေ့ကတော့အာဒီလောက်မှာပဲကျွန်တော်ရက်ပြရစီကိုပုံကိစ္စလေးရဲ့ကျွန်တော်တို့ကျွန်တော်တို့ speaker တွေပေါ့နော် speaker လို့လည်းပြောလို့ရတယ်ကျွန်တော်ဆိုရှင်စီးရေးနိုင်ငံကြီးတုံးသက်တူပြပါ speaker လို့လည်းကျွန်တော်ပြောလို့မရပါဘာကြောင့်လဲဆိုတော့ speaker ဆိုတော့သူက speaker အတိတ်ပဲကိုက အဲသူအနေနဲ့တော့ကျေလောင်ဆိုတာသူပြောပေးတာပဲเนาะကျွန်တော်ကြာလဲဖြစ်နေပြက်နေရလေးကိုသုံးသက်တဲ့ဘာတွေဖြစ်နိုင်တယ်ဘာတွေမဖြစ်နိုင်ဘူးเนาะဘာတွေတော့ဖြစ်နေပါပြီဘယ်လိုတော့လုပ်တက်ပါပြီဆိုတဲ့ပုံစံလေးကျွန်တော်ကသုံးသက်တဲ့စီးရေးနိုင်ငံရေးသုံးသက်လေ့လာသူတယောက်ပါကျွန်တော်လေ့လာသိရှိတာမရောလဲအဲကျွန်တော်နဲ့အတူတူအဲကျွန်တော်တို့ပဲသိချင်နေပါပဲလေနော်ကျွန်တော်ခင်မင်းနဲ့သူတွေအားလုံးပြန် share ရခြင်းဒီလိုလုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ဘာဖြစ်တော့တန်းနဲ့တွေ့မယ်ဆိုရင်တော့ကိုဘုန်းတို့လိုပဲ speaker လေးပေါ့ဗျာနော်အဲ့တော့သူတို့တွေရဲ့အခန်းကဏ္ဍလေးတွေဟာ ကျောင်းနိုင်ငံအတွက်ပဲဖြစ်ဖြစ်တက်မလို့တာပဲဖြစ်ဖြစ်ဒီလိုတာပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုထီတော့เนาะခင်ဗျားတို့အကျိုးရှိခဲ့ပါတယ်အဲ့တော့သူတို့ကလည်း speaker ဖြစ်သည့်တိုင်တော့ခင်ဗျားတို့ညားခဲ့တယ်သူတို့တတ်နိုင်ဆုံးပြန်ညားညားတာပေးပါလို့เนาะအဲနောက်တစ်ခုအနေနဲ့ကတော့ဒါကျွန်တော်ဓာမျိုးလေးပြောလိုက်လို့စစ်တီလေးပြောင်း40ပြဆေးဟုတ်တော့တတ်နိုင်တယ်เนาะအဲတချို့ပြောမှဒီစီမူလန်းကိစ္စလေးအများကြီးစင်ပြေသွားတယ်ဟုတ်လား အထူးတူပြည်သူတွေကိစ္စချင်းရတယ်မှာအများကြီးဆင်ပြေသွားချွတ်နေရမှာဆိုလို့ရှိရင်စစ်တီတွေတော်တော်များများအသက်တွေအများကြီးကျွန်တော်တို့ပဲပြောရင်ပြောကျွန်တော်တို့လိုမျိုးပေါ့နော်ကိုဖုန်းတို့လိုမျိုးစပီကာတွေအကြောင်းနော်ပြောဆိုပြောဆိုပေးတဲ့သူတွေအကြောင်းပေါ့ဗျာနော်အဲစစ်တီတွေရဲ့အကျိုးလေးတွေအကျိုးစီးပွားလေးတွေအဆင်ပြေသွားတာရှိတယ်အဲ့တော့အဒါလေးတွေကိုလည်းထောက်ဆပြီးတော့တက်နိုင်ဆုံးပေါ့ဗျာနော်အဲကြည့်ရှိဝေးပါလို့နော်ပြောချင်ပါဟုတ်ပြီကျွန်တော် like လေးချပြရစီပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်